မာဒီမှာရှိတဲ့လူမျိုးစုတွေနဲ့ပတ်သက်ပြီးတော့ဒီလူမျိုးစုတွေကိုဘယ်လိုတတ်မှတ်တယ်ဘယ်သူတွေရှိတယ်ဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးဆွေးနွေးနေတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်တို့ပထမဗီဒီယိုမှာတော့ဒီဒီမနိုင်ငံထဲမှာဘယ်လိုလူမျိုးတွေဒီဗမာတီထဲမှာရှိကြသလဲဆိုတော့ကျွန်တော်အကြမ်းင်းမိတ်ဆက်တင်ပြသွားတယ်အဲ့ဒီမှာအုပ်စု၅စုပေါ့နော်135မျိုးအစိုးရအတိမတ်ပြူတဲ့အုပ်စုအစိုးရအတိမတ်မပြူတဲ့အုပ်စု Indian descendant Chinese descendant နဲ့ Eurasian လူအဖွဲ့အစည်းတွေတရှိနေတယ်ဆိုပြီးကျွန်တော်မိတ်ဆက်တင်ပြခဲ့ပြီးဖြစ်ပါတယ် အခုဒီဗီဒီယိုမှာတော့ကျွန်တော်135မျိုးနဲ့ပတ်သက်ပြီးတော့ဝေဖန်သုံးသပ်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။တိုင်းသား135မျိုးဒါကမြန်မာစစ်တပ်ကတီထွင်ထားတဲ့ဒါလူမျိုးစုရေးရာအရဗမာပြည်မှာဒီ diversity လို့ခေါ်တဲ့စုံလင်ကွဲပြားမှုအရเนาะဒီဟာတွေအပေါ်မှာမြန်မာစစ်တပ်ကတလွဲစပင်ကောင်းเนาะသူတို့ရဲ့ဒီလူမျိုးကြီးဝါဒအမြင်နဲ့တီထွင်ထားတဲ့ဒီ135မျိုးအကြောင်းတော့ကျွန်တော်တို့အပိုင်းလိုက်လေ့လာသုံးသပ်မှုလေးတွေနဲ့စီစဉ်တင်ဆက်သွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီ135မျိုး ကျွန်တော်ရှေ့ဗီဒီယိုမှာလေးပြောခဲ့တယ်135နှစ်ဆိုတာကတော့တရားဝင်ဂဇက်တွေဥပဒေပြဋ္ဌာန်းချက်တိုင်နဲ့ထုတ်လုပ်ထားတဲ့အဲဟိုဆိုင်ရင်တစ်ခုမဟုတ်ဘူးဒါဒီ1990ပြည့်နှစ်စက်တင်ဘာလ26ရက်နေ့မှာလုံသားတည်သူနေ့တင်သတင်းသားမှာပါခဲ့တဲ့နော်ဆောင်းမားတွေမှာပါတယ်ဆိုင်ရင်တစ်ခုပဲဖြစ်တယ်ဒီ135နှစ်ဆိုင်ရင်ကကျွန်တော်တို့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း35နှစ်ပေါ့1990ပြည့်နှစ်ဆိုအဲ့ဒီအချိန်မှာစပြီးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ဒီဒီမိုကရေစီအသွင်ကုတရားရေးကာလလို့ခေါ်ရဲ2010နဲ့2020ကြားကာလမတိုင်ခင်အထိမှာတော့ဒီအစိုးရထိန်းချုပ်ထားတဲ့သတင်းစာတွေမီဒီယာတွေပေါ်မှာတော့ဒီ135မျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့ချိန်ကလည်းဒီသတင်းစာလွတ်လပ်ခွင့်ရလေးအင်တာအားနေတာဟိုတရုတ်ဆိုဝေမန်တုံးသက်မှုတွေကိုကျွန်တော်တွေ့ရှိရခြင်းမရှိဘူး ဒါအပြင်ကျွန်တော်တို့ဒီတက္ကသိုလ်ပေါ့တင်တယ်တင်တယ်အပိုင်းဆိုင်ရာအဆောက်အုံတွေဖြစ်တဲ့တက္ကသိုလ်တွေဥမာမနုဿဝေဒဌာနလိုနေရာမျိုးတွေမှာလေဒီ135မျိုးတိုင်းရင်းသား135မျိုးဆိုရင်အယူဆပုံမှာပဲအခြေတည်ပြီးစဉ်းစားတာတရားထမ်းတာသင်ကြားတာတွေကိုလေကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်အဲ့တော့ဒီမိုကရေစီအသွင်ကူးတောင်းရင်ကာလ10နှစ်တာအချိန်အတွင်းမှာလေကျွန်တော်တို့အမှတ်သက်ဆိုင်ရာလွှတ်တော်အလိုက်တော့ဒါအစိုးရမှာရှိရဲအစိုးရကိုမေးတာပေါ့လေတပေါ်ဒီမှာတိုင်းရင်းသား135မျိုးတကယ်ရှိလားအဲဘယ်လိုခွဲခြားထားလဲဆိုတဲ့အခါမှာဒီ 1990လွန်ခဲ့တဲ့နှစ်ပေါင်း20 30ရာပြောတဲ့စာရင်းကိုပဲဒီ10နှစ်သာကာလမှာကျွန်တော်ပြန်ပြောခဲ့တာတွေ့ရတယ်ပြောတဲ့အခါမှာလည်းသူကဒီတိုင်းဟင်းသား135နှစ်ကိုအဓိကအုပ်စု၈စုပေါ့နော်ကချင်ကရကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဆိုပြီးတော့ပေါ်ပြထားတဲ့အုပ်စု၈စုတစုကိုဘယ်နှမျိုးပါတယ်အဲအဲ့ထဲမှာပါတဲ့အရေးအတွက်ကိုအသုံးနှုံးတွေရောအယူဆတွေရောဒီပြီးခဲ့တဲ့ဒီ30နဲ့20ကြား2010နဲ့20ကြားဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာသုံးဆွဲခဲ့တဲ့အဲပေါ်ပြချက်တွေနဲ့1990ရာခါတွေပဲဆိုတော့ အတူတူပဲတွေ့ရတယ်ဆိုတော့ဒီနှစ်ပေါင်း30အတွင်းမှာပြောင်းလဲမှုဒီ135နှစ်ဆိုတဲ့အယူဆမှုကဘာမှတိတတာမရှိတာကိုကျွန်တော်မြင်ရပါတယ်အဲဒါအပြင်ကျွန်တော်တို့ဒီဘက်ဒီမိုကရေစီဒီ ဖေဖော်ဝါရီ၁ရက်နေ့၂၀၂၁ခုနှစ်မှာဒီမှာစစ်တပ်ကအာဏာသိမ်းလိုက်တယ်တဲ့ဒီမှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်လေဒါဟိုမင်းအောင်လှိုင်ပေါ့နော်ဒီမင်းအောင်လှိုင်ရဲ့ဒီမှာစစ်တပ်ဘက်အတိုင်းအဝိုင်းသူကသူအစိုးရနာမည်တွေဖွဲ့ထားတဲ့အတိုင်းအဝိုင်းမှာလေဒီ၁၃၅မျိုးဆိုတဲ့အယူအဆကိုပဲဆက်လက်ကင်ဆွဲထားတယ်ဆိုတော့သူတို့ရဲ့သတင်းစာတွေမှာရေးသားတွေစောင်းမားတွေဖော်ထုတ်ချက်တွေပြောဆိုချက်တွေကကျွန်တော်သိတာတယ်အဲ့တော့တော်လိုင်းအင်အားစုဘက်တွေကြည့်မယ်ဆိုရင်လေကျွန်တော်တို့ NUG တို့ NUCC တို့ CRPH တို့စသည်ဖြင့် နော်ဒီတစုံတစ်ခုဥဆောင်ဖွဲ့စည်းပြီးဟိုလုတ်ကင်နေကြတဲ့အတိုင်းဝိုင်းနေမှာလဲ135ညနဲ့ပတ်သက်ပြီးဝေဖန်ဆွေးနွေးတာတူတင်ကြောင်းလေးဖို့ကြိုးစားတာဒါကြီးဒီမှန်မှန်မကန်ဖြစ်နေပါလေဆိုပြီးဖော်ပြတာမျိုးလည်းမရှိဘူးပေါ့အဲ့တော့ကျွန်တော်တို့ဒီဒီလူမျိုးစုအကြောင်းပြောပြီးဆိုရင်ဒါအခုလက်ရှိထိ135ညဆိုတဲ့အယူအဆကိုပဲဆက်လက်ကင်ဆွေးထားမယ်ဆိုရင်ဒါလွန်ခဲ့တဲ့35နှစ်က ူဝါဒဖြစ်တယ်အဲဖော်ပြချက်ဖြစ်တယ်ဒါကိုပဲဆက်လက်ကင်ဆွဲထားတယ်ဒါပေမဲ့ကျွန်တော်ဒီမှာစဉ်းစားရမှာ how 135 1135ပေါ့နော်ဘာကြောင့်135နေလို့လဲနော်ဘလို့135နေလို့ဖြစ်လာတာလေဒီအပိုင်းလေးတွေကိုကျွန်တော်ဒီနေ့စဉ်းစားမယ်တချို့ရကျွန်တော်ရငင်းခုန်ချက်တွေလည်းပါဝင်ပါလိမ့်မယ်အဲ့တော့တရား35နှစ်ကိုစုံစုံက1990မှာတရားထမ်းလိုက်တဲ့135နှစ်ကိုပေါ့နော်တိုင်းရင်အတိအကျပြောရမယ်ဆိုတိုင်းရင်သားလူမျိုး135နှစ်လို့သတ်မှတ်ပါတယ် ဒီနေရာမှာကျွန်တော်တို့ဒီလူဦးရေအရေအတွက်စရင်ပေါ့လူမျိုးစုအရေအတွက်အစဉ်135မျိုးကိုရှေ့မှာရှိတဲ့တိုင်းရင်းသားဆိုတဲ့ဝေါ်ရစကလုံးမှာစဉ်းစားတရားရှိပါတယ်အဲ့တော့ကျွန်တော်ဒီဒီတိုင်းရင်းသားဆိုတဲ့ဝေါ်ရရဲ့ကရက်အနက်တွေသူ့ရဲ့စဉ်သက်ပုံတွေဇနစ်တွေကိုမပြောခင်ကျွန်တော်တို့ဒီရက်သေးရွာထဲမှာတာမန်တည်သူတွေနားလေတာကတော့တိုင်းရင်းသားဆိုရင်ဒါဒီနေမှာမွေးဒီနေမှာကြီးเนาะဒါဒီနေနဲ့ဘလောင်းထစ်ပြီးတော့ဆက်ဆက်နေတဲ့သူတွေဒီနေမှာဟိုကိုစားတိပွင့်ရတယ်ဆိုတဲ့အနေမျိုးရှိကြပါတယ်အဲ့တော့ တိုင်းရင်းသားနဲ့ပတ်သက်ပြီးတော့ဘယ်လိုသတ်မှတ်ချက်ရှိလဲဆိုတဲ့ criteria ဘိုင်းမှာကျွန်တော်တို့ထောက်ထောက်ကန်ကန်ဆုပ်ဆုပ်ကန်ကန်ပြောလို့ရတဲ့ဟာတကူကတော့ယနေ့အထိပေါ့နော်ကျွန်တော်တို့ဒါတော်လိုင်းအင်အားစုတွေဘက်မှာလည်းအနည်းငုံဖြစ်တော့စစ်တပ်ဘက်မှာတော့ဂိုင်ဆွဲထားတော့ဖြစ်တဲ့1982ခုနှစ်နိုင်ငံသားဥပဒေပေါ့1982နိုင်ငံသားဥပဒေမှာဆိုရင်တော့သူက135မျိုးစီးနေပါတယ်ပေါ်ပေါ်ပြထားတာမျိုးကျွန်တော်တို့မရှိဘူးဒါနဲ့သူ့မှာဘာရှိလဲဆိုတော့ 1823မတိုင်ခင်အချိန်တွေဒီဗမာပြည်နယ်နိမိတ်အဝင်းဝိုင်းတင်းမှာအခြေချနေထိုင်ခဲ့တဲ့လူမျိုးတွေဒီတဲ့တိုင်းရင်းသားဖြစ်တယ်လို့ဖော်ပြချက်တွေ့ရပါတယ်။ဒါနဲ့ဆက်ဆက်ပြီးကျွန်တော်ထပ်ပြီးပြောလို့ရတာဒီလိုတိုင်းရင်းသားဖြစ်တယ်ဆိုတဲ့သူတွေဒီ natural born citizen လို့ခေါ်တဲ့မျိုးရပါနိုင်ငံသားဖြစ်တယ်သူတို့ကမျိုးဖွားကြီးအဲမျိုးဖွားဆင်းသက်ကြီးတင်လာတဲ့သူတွေဒီဒါနိုင်ငံတော်မှာဆိုရင်ဒါသမရအထိလုံလို့ရတယ်ဆိုတော့ ဟိုလမ်းကြောင်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့နိုင်ငံသားအခွင့်အရေးတိုင်းအဲတို့အခေါ်ပေါ့တဲ့ကျွန်တော်တို့နိုင်ငံသားအခွင့်အရေးဆိုတော့ပိုကြိုက်ပါတယ်တို့တို့ဒါတိုင်းရင်းသားအခွင့်အရေးတည်တံ့ရှိရမေးလို့ဒီဘာမာဒီမှာရှိတဲ့ဒါယနေ့အထိပါပဲကျွန်တော်တို့နိုင်ငံရေးဒုံမုတ်လူမျိုးစုရေးဒါမျိုးကိစ္စရင်းနဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတွေအကုန်လုံးကယူဆကြတယ်။အဲတော့ဒီတိုင်းရင်းသားဆိုတဲ့ကိစ္စဒီဒါကျွန်တော်တို့အနည်းခုံစရာကိစ္စတစ်ခုဖြစ်ပါတယ်။နောက်ပြီးကျွန်တော်တို့တိုင်းရင်းသားဆိုတာထက်လူမျိုးစုဆိုတဲ့ဘဝတော့ပိုကြိုက်တယ် ။ဘာကြောင့်လဲဆိုဒီတိုင်းရင်းသားဆိုတဲ့ဝေါ်ဟာရဲ့နောက်မှာကျွန်တော်တို့ခွဲခြားဖိနှိပ်မှုတွေ၊ကန့်သက်မှုတွေ၊လူနေသူဘာသာဝင်တွေအပေါ်မှာကျွန်တော်တို့ဖိနှိပ်မှုတွေအားလေးဒါ structural violence ပေါ့နော်။ဒီ1980နိုင်ငံသားဥပဒေလိုပဲကျွန်တော်တို့တရှိနေတယ်ဆိုတော့ဒီ concept ကြီးတစ်ခုလုံးကကျွန်တော်တို့ပြန်စဉ်းစားရမယ်ငင်းခုံရမယ်နောက်ဆုံးကျွန်တော်တို့ပယ်ထည့်ရမယ်ကိစ္စတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်135ဆိုရဲခဏကိန်းကနမကိုလှည့်အောင်အဲ့တော့135စီရင် ဒါသည်ကျွန်တော်တို့ဒီမှာအစိုးရဘက်ကနော်အစိုးရဆိုတာအရင်အရင်နဝတ္တနာအဖကာလတွေမှာပြောတဲ့အချက်အရာဆိုကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့သူဒီ1983ခုနှစ်မှာကောက်ယူခဲ့တဲ့ဒါတကောင်စည်ရင်ဖို့တရားချက်လို့သူတို့ပြောကြပါတယ်နော်ဒီတကောင်စည်ရင်ကဗမာပြည်မှာတိုင်းရင်းသား135နေကိုရှိတယ်ဆိုတာပေါ်ပေါက်တယ်လို့ပြောပါတယ်အဲ့တော့ဒီ135နေအတင်းရှေ့မှာလေကျွန်တော်တို့1900 ျွန်တော်တို့80ကျော်ကာလတွေပေါ့ဗျာအဲတိတိကျကျပြောမယ်ဆိုရင်ကျွန်တော်1983ခုနှစ်လောက်မှာဆိုရင်လေဒါသကောင်စင်းကောက်ဖို့ပြင်ဆင်တဲ့အခါမှာတို့တို့ဒီဒါတိုင်းသားလူမျိုး144မျိုးရှိတယ်ဆိုတော့အနေမျိုးနဲ့လေကျွန်တော်စရင်းနေရှိခဲ့တာတွေ့ရပါတယ်ဒါအရင်ကိုလိုနီခေတ်မှာကောက်ခဲ့တဲ့စီးရင်းနေလေးရှိသလိုကျွန်တော်တို့အဲတခြားသောပြည်ညာရှင်တွေဖော်ပြချက်တွေလေးရှိတယ်ဒါပေမဲ့အစိုးရကတော့ဒါရှေ့မှာ144ရှိတယ်135မျိုးရှိတယ်ပေါ့နော်ဒီ144နဲ့135မျိုးကြားမှာလေကွာခြားချက်တွေအများကြီးရှိနေပါတယ် အဲ့တော့ဒီနေ့မှကျွန်တော်ရည်စရာတို့ထည့်လိုက်မယ်ထင်တယ်ကြာကျွန်တော်ပြောချင်တာလေးတစ်ခုอ่ะ135ဆိုရင်လဲကျွန်တော်တို့ဒါကဏန်းပေါ့နော် numerology အရာပေါင်းခြင်း9ရတယ်144ဆိုလဲပေါင်းခြင်း9ရတယ်ဒီညီမစစ်သားတွေပေါ့ညီမစစ်တပ်ကခေါင်းဆောင်တွေအဲဒီနေဝင်းတန်းရွှေစောမောင်စသည်ထင်ပေါ့နော်ဒီဘဲတွေဒီအခုတတိဒီ main online တို့လက်ထက်အထိပေါ့ဒီ bidding တွေရေးတရားတွေဒီတဘာဝလုံးကိစ္စတွေပေါ့မှာအင်တန် ုံကြည်တယ်ပေါ့ဒီ108 135နှစ်ဆိုရယ်ကိုကနန်းနေဆက်ဆက်မှုပါလေဒါမြန်မာစစ်တပ်ကစစ်သားတွေစစ်ဗိုလ်ချုပ်တွေရဲ့နဝင်းယူးမှုလို့ကျွန်တော်ပြောလို့ရတယ်ဒါနဝင်းယူးယူးတာပေါ့ဘာတလို့လဲဆိုခင်ဗျားတို့တရားဒီညမှာကြည့်မယ်ဆိုလွန်ခဲ့တဲ့ဒါမဆာလာခေနောက်ပိုင်းကာလတွေမှာ55ချက်တန်တို့60တန်တို့ဆိုရယ်ဒါကိုနဝင်းပေါ့ဒါကျွန်တော်ချဲစကားနဲ့ပြောရင်ကိုဘရိတ်နဲ့တုံးလို့ရတဲ့ငွေတွေကိုထုတ်ခဲ့အမှန်တကယ်ငွေကြေးဆိုတာကျွန်တော်တို့ ဟိုစားရင်ပြက်ရမယ်ပေါ့နော်ဒါမှမဲအပေါင်းတို့အနေအောင်စားလုပ်လို့ရမှာပေါ့အဲအဲ့ဒါမျိုးတွေကအစားတို့ကိုးနေလုတ်ခေတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီစရင်ဒီတကယ်ကိုတိတ်ပန်ပညာရှိဟိုတိတ်ပန်ဤကြကြလက်တွေ့ကြကြနော်တနိုင်ငံလုံးစာပေါင်းစုစည်းယုံထားတဲ့စရင်တစ်ခုလားမြန်မာစစ်တပ်ကဒီစစ်ဘိုလ်ချုပ်တွေရဲ့အယူထားမှုလူမျိုးကြီးဝါဒကျင့်သုံးမှုလားဆိုတဲ့အကြောင်းလေနှောက်ပိုင်းတွေမှာခဏတော့ဆက်ဆက်ပြီးနားထောင်ရမယ်အဲ့တော့ဒီအပိုင်းမှာဆိုရင်ကျွန်တော်ဒီအောင်ငင်းခုံတဲ့အခါမှာကျွန်တော် အဓိကအချက်တွေပေါ့နော်ကျွန်တော်ကတော့135ငါးညုံဆိုတာမယုံဘူးလက်မခံဘူးအဲ့တော့အဲမင်းဘာကြောင့်မယုံဘူးလက်မခံဘူးလဲဆိုရင်135ညုံမှာကျွန်တော်ရေဘူးရကြည့်မယ်ဆိုရင်တော့ပြဿနာ၃ခုရှိပါတယ်တစ်ခုကတော့ criteria လို့ခေါ်တယ်ကျွန်တော်တို့ဘာဟုစံထားပြီးဘာနည်းနဲ့သတ်မှတ်ထားတာလဲဒီ135ညုံဥပမာဆိုရင်ဘာသာစကား135ညုံရှိလို့လူမျိုး135ညုံရှိလားရင်ကျေးမှုမတူညီတဲ့လူမျိုးစု135ညုံစုဖွဲ့ထားတာလားဆိုတော့ မိခွန်းနေကျွန်တော်တို့ရှိပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့စစ်တပ်ကဒီထဲမှာဘာသာစကားပြောတဲ့အုပ်စုတွေပါတယ်တော့ကျွန်တော်ရင်ကျေးမှုတမိုင်းကြောင်းအရတော့ရင်ကျေးမှုအရကွဲပြားနေတဲ့လူမျိုးစုအစုတွေပါတယ်တချို့ကိစ္စတွေမှာဆိုရင်ယုံကြည်ကိုးကွယ်မှုအရပေါ့နော်ယုံကြည်ကိုးကွယ်မှုအရကွဲပြားနေတဲ့ဟာလေဟိုပါပါတယ်အဲ့တော့ဘာဟုဆန်ထားပြီးသတ်မှတ်ထားတာလဲဒုမုတ်ရောကြော်လားပေါ့နော်အခုကျွန်တော်တို့နေရတဲ့135စီရင်ရတော့ရောကြော်စီရင်ပါသူဒီတချို့နေရာတွေမှာဘာသာစကားတွေကိုသတ်မှတ်တယ်တချို့နေရာတွေမှာရင်ကျေးမှုနဲ့သတ်မှတ်တယ်ဒါမျိုးအချက်တွေကိုကျွန်တော်တွေ့ရပါတယ် အဲ့တော့ဒါဒီကျွန်တော်တို့ဒီ135ရဲ့စံထားတဲ့စနစ်ပေါ်မှာတန်လင်းသုံးသက်ရမယ့်ကိစ္စတခုရှိရယ်ကျွန်တော်ရဲ့သုံးသက်ချက်ရောဒါဒီခိုင်လုံမှုမရှိတဲ့အတွက်ကျွန်တော်တို့135ကိုလက်မခံခြင်းဖြစ်ပါတယ်အဲဒုတိယတစ်ခုကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့ overlap လို့ခေါ်တာပေါ့နော်အချိန်ချင်းအထက်ထက်ပါဝင်နေတာပေါ့နော်ဟိုထက်ကျော်ပါဝင်နေမှုတွေရှိတယ်ဥပမာဆိုရင်ကျွန်တော်တို့ရှမ်းလူမျိုးအုပ်စုတွေကိုသွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ဥပမာတိုင်းလုံဆိုတာလေရှမ်းကြီးလိုပဲအဓိပ္ပာယ်ရတယ်အဲ့တော့ရှမ်းထဲမှာရှမ်းလူမျိုးတင်ကိုတိုင်းလုံဆိုတဲ့ ရှမ်းကြီးလူမျိုးသူတိုင်းလုံးအနေနဲ့လည်းမှတ်တမ်းတင်တယ်ရှမ်းအနေနဲ့လည်းမှတ်တမ်းတင်တယ်တစ်ချိန်တည်းမှာရှမ်းကြီးဆိုပြီးတော့လည်းထပ်ပြီးမှတ်တမ်းတင်တယ်အဲ့တော့လူမျိုးတစ်မျိုးတွေကိုဒါ case study တစ်ခုပဲရှိသေးတယ်ဗျာသုံးကထက်ကြောပါဝင်နေတယ်လို့ကျွန်တော်နားလေလို့ရပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်ဗာလေးဆိုကိုကိုကိုဘသူဘယ်ဝါထစ်ချောင်းကိုဒီဘာလူမျိုးထစ်ချောင်းဒီမြန်မာမဟုတ်တဲ့လူမျိုးစုဝင်ဒီတကယ်ပဲဖော်ပြခွင့်ရရည်လားသူတို့ရဲ့သဘောဆန္ဒပါရဲ့လား ဲ့တော့သူတို့ဒီဥမာဆိုရင်ဒါလူမျိုးတစ်မျိုးဒီအာဒါတိုင်းရင်းသားဖြစ်တယ်ဆိုတဲ့အကြောင်းလူမျိုးစုလိုက်သူတည်တနာတွေလှုပ်ပြီးတော့စစ်တပ်ပေါ့နော်အဲ့ချိန်တော့စစ်အစိုးရအုပ်ချုပ်တာဆိုတော့စစ်တပ်ကိုတင်ပြစစ်တပ်ကကျွမ်းကျင်တင်တာရှင်နေနဲ့အတိမတ်ပြုသူတည်တနာပြုပြီးတော့မှရလာပြီးတော့အတိမတ်ပြုတာမျိုးလားဒို့မဟုတ်စစ်တပ်ဘက်ကလည်းတစ်ဖက်သက်တစ်ဖက်သက်အတိမတ်ပြုတာလားပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဥမာအခုကျွန်တော်တို့ဒါညာသုံးတိကြတဲ့တအန်းလူမျိုးပေါ့နော်တအန်းလူမျိုးဆိုရင်သူ့ရဲ့ပေါ်ပြချက်တွေမှာကျွန်တော်တို့သွားကြည့်မယ်ဆိုရင်ပလောင်လို့ပဲတွေ့ရမှာဖြစ်ပါတယ် เนาะကျွန်တော်တို့ဒါရှမ်းအုပ်စုထဲမှာလေတကယ်တမ်းထည့်ထားတယ်အဲ့တော့တအန်းလူမျိုးတွေဒီရှမ်းတီမှာနေတာတော့ဟုတ်တယ်ဒါပေမဲ့သူတို့ရဲ့လူမျိုးရေးစင်သက်ပုံဘာသာတကားစင်သက်ပုံညာရှမ်းနေဟိုတက်ဆိုင်ခြင်းမရှိဘူးပေါ့နော်ဒါပေမဲ့သူ့ကိုတအန်းဒါပေမဲ့သူနာမည်ပေးတဲ့အခါမှာကြတော့လေဒါပလောင်ဆိုပြီးတော့ပဲထည့်ထားတာမျိုးကိုကျွန်တော်တွေ့နောက်တစ်ခုကတော့ကျွန်တော်နေသားရေးနောက်တစ်ခုဥပမာတစ်ခုကတော့တောင်ပိုင်းပေါ့ဗမာတီတောင်ပိုင်းတနင်္လာရီဒေသတွေမှာရှိတဲ့ကျွန်တော်တို့မော်ကင်းလူမျိုးတွေနဲ့ပတ်သက်လို့ ဒီမော်ကင်းလူမျိုးတွေဆိုရင်လေကျွန်တော်တို့ဘယ်ထဲမှာသွားထည့်ထားလဲဆိုတော့သူကဗမာအုပ်စုထဲမှာဒီမော်ကင်းလူမျိုးတွေကိုထည့်ထားပြီးတော့နာမည်ရောလေးဒါဆက်လုံးဆိုပြီးပေးထားကြတယ်တကယ်ကတော့မော်ကင်းเนี่ยသူတို့ကိုသူတို့ခေါ်ရင်းနာမည်ဒီမော်ကင်းလို့ပဲကျွန်တော်တို့သိကြတယ်အဲအကြောင်းမလို့ဒီနေရာမှာအစိုးရဘက်ကစစ်တပ်ဘက်ကတဖက်သက်အနေနဲ့ချပေးထားတဲ့သူတို့အနေနဲ့ခေါ်ဆိုတာတွေပဲဖြစ်နေပြီးတော့အဲတည်သူတွေတို့မို့ဒီလူမျိုးစုဝင်တွေကနေပြီးတော့တင်ပြဖော်ထုတ်ထားတဲ့ဟာတွေမဟုတ်ဘူးဆိုတော့လေကျွန်တော်နားလေပို့လိုပါတယ် အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်မယ်အဲ135နေကိုဆင်းသက်လာပုံအကြောင်းကျွန်တော်ပြောခဲ့တယ်အဲဒါပေမဲ့ဒီ135နေရဲ့အာဏိချက်တွေပေါ့ကျွန်တော်ရဲ့သုံးသချက်၃ခုဖြစ်တယ်ဒီအဓိကအဆန်ထားသတ်မှတ်ချက်မရှိဘူးအဲဒုတိယတစ်ချက်ကထက်ကြွပါဝင်နေတယ်အဲတတိယတစ်ချက်ဖြစ်တယ်ကိုပိုင်ကျွန်တော်တို့ထုတ်ဖို့ပြီးတော့ကိုလူမျိုးကိုယဉ်ကျေးမှုရဲ့ identity ကိုဖော်ထုတ်ထားတာမဟုတ်ဘူးလို့ကျွန်တော်တို့သုံးသတ်တယ်အဲ့တော့ဒီဗီဒီယိုဒီ135နေကို ဒီမြန်မာစစ်တပ်ကနေတတ်မှတ်ထားတဲ့135မျိုးနဲ့ပတ်သက်တဲ့ကျွန်တော်အနေနဲ့ဖော်ပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။အဲနောက်ပိုင်းဗီဒီယိုတွေမှာလည်း135မျိုးဆိုတဲ့ကိစ္စရဲ့အတိတ်ပဲမရှိမှုတွေတော့ကျွန်တော်အဲ့ရနေဆက်ဆက်လိုက်ခွဲခြားဖိနှိပ်မှုကဏ္ဍတွေအကြောင်းလေးဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြ။အားလုံးကျေးဇူးတင်ပါတယ်။